မင်္ဂလာပါခင်ဗျာ Revolut Burma Channel ကနေပြီးတော့ Matchla 23ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသိန်းတိုက်ပွဲသတင်းတွေကတော့ KNB မှာတက်လေးလုံးစစ်စင်ရေးစတင်ပြီးတဲ့နောက်မဲဆက်ဒီမော့ဆုရွာတက်ရှားတော်မော်ချီနဲ့မိုးပြဲစတဲ့မြို့6မြို့နဲ့စစ်ကောင်းစီစကမ်းပေါင်း65ခုကိုတိမ့်ပိုက်ရရှိထားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ကရင်နီပြည်နယ်ထိုင်းနယ်ဇက်တလျှောက်2023ခုနှစ်ဇွန်လ17ရက်နေ့ကနေစတင်ခဲ့တဲ့မိုးခါမုန်တိုင်းစစ်ဆင်ရေးနဲ့နိုဝင်ဘာလမှာစတင်ခဲ့တဲ့တစ်လေးလုံးစစ်ဆင်ရေးရဲ့အရှိန်ဟုန်တို့ကြောင့်ကရင်နီပြည်နယ်အတွင်းမှာရှိတဲ့မြို့နယ်တချို့နဲ့နယ်ဇက်တလျှောက်မှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်တွေကိုအပီးတိုင်းခြေမုံတိုက်ခိုက်နိုင်ခဲ့တဲ့အတွက်တန်လွင်အရှိတ်ချမ်းနဲ့မဲဆက်ရှားတော်မြို့နယ်တို့ကစစ်ကောင်စီကင်းစင်နယ်မြေဖြစ်လာခဲ့ပြီလို့သိရပါတယ်မောခမုံတိုင်းစစ်စင်ရေးမှာ KNY တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကနေဆက်စခန်း9ခုနဲ့မဲဆဲမျိုးတွေကိုအပီးပိုင်တိမ့်ပိုက်ထိ ंछ ုတ်ထားတယ်လို့သိရပါတယ် တလေးလုံးစစ်စင်ရဲ့အစိပ်ပိုင်းတစ်ခုဖြစ်တဲ့ရွိုက်ကောမျိုးတိမ့်တိုက်ပွဲကြောင့်ရွာတင့်မျိုးမော်ချီနဲ့မဲဆက်မျိုးနယ်တို့ကစစ်ကောင်စီတပ်တွေဟာဆက်ခွာလာပြီးတော့ရွိုက်ကောမျိုးကိုတက်အင်အားဖြည့်တင်းခဲ့ရတယ်လို့သိရပါတယ်တလေးလုံးစစ်စင်ရဲ့အရှိန်နဲ့စစ်ကောင်စီဘက်ကမျိုးနယ်များနဲ့ရှေတန်းစခန်းတချို့ကိုလက်လွတ်လိုက်ရတဲ့အပြင်တန်လွင်အရှိတ်ဘက်ကမ်းမှရှိတဲ့စစ်ကောင်စီရဲ့ရှေတန်းစခန်းကုန်းများနေဆက်စခန်းများကိုတော်လိုင်းရဲ့တပ်ဖွဲ့တွေကဆက်လက်တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့အတွက်နယ်မြေထိန်းချုပ်မှုအခြေအနေဟာမရှိတော့ပဲတပ်တွေဆုတ်ခွာထွက်ပြေးသွားရတယ်လို့သိရပါတယ် တလေးလုံးစစ်စင်ရေးနောက်ပိုင်း KNI တော်လှန်ရေးတပ်ဖွဲ့တွေရဲ့နယ်မြေစိုးမိုးမှုတွေဟာပုံမှန်ကျေပြန့်လာပြီးတော့ KNI ပြည်နယ်တဝမ်းလုံးမှာစိုးမိုးတက်ဖြတ်နိုင်တဲ့အတွက်ကြောင့်စစ်ကောင်စီတပ်များဟာ၎င်းတို့ရဲ့တပ်များတည်ရှိရာနေရာအနည်းငယ်တွင်သာနယ်မြေစိုးမိုးနိုင်တော့ကြောင်းကို KNI တော်လှန်ရေးတပ်ပေါင်းစုကထုတ်ပြန်ထားပါတယ်တလေးလုံးစစ်စင်ရေးစတင်ပြီးတဲ့နောက် KNI ပြည်နယ်မှာရှိတဲ့မဲဆက်ဒီမော့ဆုရွာတက်ရှားတော့နဲ့မော်ချီမိုးပြဲစတဲ့မြို့၆မြို့ကိုတော်လှန်ရေးတပ်ဖွဲ့တွေကထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်းနဲ့ တီလေးလုံးစစ်စင်ရေးနောက်ပိုင်းစစ်ကောင်စီကစွန့်ခွာတက်ဆုပ်သွားတဲ့စခန်းပေါင်း16ခုရှိပြီလို့သိရပါဗျ။ KND တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကတိမ့်ပိုက်နိုင်ခဲ့တဲ့စစ်ကောင်စီရဲ့တက်ဆက်ခန်းတွေဟာလွိုက်ကော်မြို့နယ်မှာစခန်း12ခု၊ဒီမော့ဆုပ်မြို့နယ်မှာစခန်း73ခု၊ဖားဆောင်မြို့နယ်မှာစခန်း9ခု၊ဗော်လခဲမြို့နယ်မှာစခန်း5ခု၊ရှားတော်မြို့နယ်မှာစခန်း9ခု၊ဖဲခုံမြို့နယ်မှာစခန်း18ခု၊မဲဆက်မြို့နယ်မှာတစ်ခုနဲ့ ရူဆိုမြို့နယ်မှာတခုစုစုပေါင်းတက်ဆက်ခန်း65ခုဖြစ်တယ်လို့သိရပါဗျ။ KNB နယ်အတွင်းမှာရှိတဲ့တော်လိုင်းအင်အားစုများပြည်သူ့ကာကွယ်တပ်ဖွဲ့များရဲ့စီးလုံးညီညွတ်မှုနဲ့ပြည်သူများရဲ့ကုန်ကြီးထောက်ပံ့မှုအားပေးထောက်ခံမှုတို့ကြောင့်မြို့သိမ်းတိုက်ပွဲများနဲ့စခန်းသိမ်းတိုက်ပွဲများကိုအောင်မြင်မှုရရှိခဲ့ခြင်းဖြစ်ပြီးတော့တော်လိုင်းရဲ့အတွင်းမှာအသက်ပေးလှူသွားကြတဲ့တော်လိုင်းရဲဘော်များရဟန်းရှင်လူများနဲ့ပျက်စီးသွားတဲ့ပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်များအပေါ်ကိုတိုင်တယ်ပြီးအာဏာရှင်စနစ်အမြင့်ပြတ်တဲ့အထိတော်လိုင်းတိုက်ခိုက်သွားမှာဖြစ်ကြောင်းကို KND တော်လိုင်းတပ်ပေါင်းစုကဂရုပြုထားကြောင်း သတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်စကမ်းသိန်းတိုက်ပွဲသတင်းကတော့တနင်္လာရီတိုင်းဗိုလ်ပြင်းမြို့နယ်မှာရှိတဲ့အကြံဘတ်စစ်ကောင်စီရဲ့ microwave tower တိုင်းတောင်ကုန်းစကမ်းကိုတော်လိုင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ပြီးတော့လက်နက်ခဲယံအများပြားကိုသိမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မက်လ22ရက်နေ့မနက်7:00နာရီအချိန်ကဗိုလ်ပြင်းမြို့နယ်ပြည်ကြီးမန်တိုင်မြို့နယ်ကွယ်ပြည်ကြီးမန်တိုင်နဲ့ဘန်ဂလောကျေးရွာအနောက်ဘက်မှာရှိတဲ့အကြံဘတ်စစ်ကောင်စီရဲ့ microwave tower တိုင်းတောင်ကုန်းစကမ်းကို KTLA နဲ့ Flying Star Force ဗိုလ်ပြင်းမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကပူးပေါင်းဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီထိပ်တွေ့တိုက်ပွဲဟာအပြန်အလှန်ပစ်ခတ်မှုအချိန်၄နာရီကျော်ကြာမြင့်ခဲ့ပြီးတော့ပြည်ကြီးမန္တလေးမြို့အတွင်းမှာရှိတဲ့စစ်နက်ကောင်ဖုံးကြီးကျောင်းတောင်ပေါ်မှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့လေညာမန္တလေးဒရာကြီးဂိတ်စခန်းမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေက တိုက်ပွဲဖြစ်ပွားရာနေရာကို80မမ120မမလက်နက်ကြီးတွေနဲ့အဆက်မပြတ်ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီကလက်နက်ကြီးတွေပစ်ကူတိုက်ခိုက်နေတဲ့ဂျားတွေက KTLA နဲ့ Flying Star Force ပူးပေါင်းတပ်ဖွဲ့က မွန်လွယ်၃နာရီခွဲအချိန်မှာ microwave တာဝါတိုင်းတောင်ကုန်းစခန်းကိုအောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစခန်းသိမ်းတိုက်ပွဲအတွင်းမှာလက်နက်ခဲယမ်းတွေကိုလည်းသိမ်းဆီရရှိထားပြီးအကြမ်းဖက်စစ်ကောင်စီတပ်သားတွေထိခိုက်သေးဆုံးမှုအရေအတွက်ကိုတော့အတီးပြုတ်နေသေးဖြစ်တယ်လို့သိရပါတယ်။လက်ရှိတော့စခန်းကိုသိမ်းနိုင်လိုက်ပါပြီ။လက်နက်ခဲယမ်းတွေကိုလည်းသိမ်းဆီရရှိတယ်။စစ်ခွေးထိခိုက်သေးဆုံးမှုစရင်နဲ့လက်နက်ခဲယမ်းသိမ်းဆီရရှိတဲ့စရင်ကိုတော့အတီးပြုတ်နေပါတယ်။တော်လိုင်းအင်အားစုတွေဘက်ကတော့အထိခိုက်မရှိ အောင်မြင်စွာဆုတ်ခွာလာနိုင်ခဲ့တယ်လို့ဗိုလ်ပြင်းမြို့နယ်ပကဖ Flying Star Force ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါရယ်ခမောင်းသတင်းတွေကိုတင်ဆက်နေရင်းနဲ့ကြားဖြတ်ပြီးတော့အကူအညီတောင်းကြင်တာလေးတစ်ခုကတော့ကျွန်တော်ရဲ့ channel အသစ်ကလေးကို like and subscribe လုပ်ပေးကြဖို့တောင်းဆိုချင်ပါရယ်ခမောင်းအမြဲတမ်းတင်ဆက်ပေးနေကြ Revolut Burma channel က warning ထိထားပြီးတော့ channel ကနေနေတဲ့အတွက်ကြောင့် အချိန်မရွေးပြတ်သွားနိုင်တဲ့အတွက်အခုပြသထားတဲ့ Revolut Burma News Channel ဆိုတဲ့ channel အသစ်ကလေးကို subscribe လုပ်ပြီးထားကြဖို့အတွက်တောင်းဆိုလိုက်ပါစီခင်ဗျာနာမည်ကတော့မပြောင်းပါဘူးအနောက်က News Channel ဆိုတဲ့စာလုံးလေးပဲပို့သွားတာပါရှာမတွေ့မှာမပူပါနဲ့အောက်က description မှာ channel အသစ်ကလေးရဲ့ link လေးကိုထည့်ပေးထားပါတယ်ခင်ဗျာ subscribe လုပ်ပြီးထားကြတဲ့လူကြီးမင်းများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်း စစ်အရာရှိတွေရဲ့ခေါက်တီးရိုက်ပွဲကိုပြင်းအားမြင့်မိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ရာဒုဗိုလ်မှူးကြီးအပါအဝင်စစ်အရာရှိ9ဦးစုစုပေါင်း20ဦးတေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မက်စလာ22ရက်နေ့နေ့လယ်ပိုင်းမှာရန်ကုန်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းမှာစစ်ကောင်စီအရာရှိကြီးများခေါက်တီးရိုက်ကစားနေတဲ့ခေါက်ကွဲနေရာကိုရန်ကုန်ပကဖအထူးတပ်ဖွဲ့ကပြင်းအားမြင့်အဝေးထိန်းမိုင်းနဲ့အောင်မြင်စွာဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်ကစားထားငါမှုဒုတိယဗိုလ်ချုပ်ကြီး တပ်ပုံအပါဝင်စစ်အရာရှိကြီးများတက်ရောက်မယ်ဆိုတဲ့သတင်းရရှိတဲ့အတွက်ကြောင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။မိုင်းဖောက်ခွဲတိုက်ခိုက်မှုကြောင့်ဒုတိယဗိုလ်မှူးကြီး2ဦး၊ဗိုလ်မှူး3ဦး၊ဗိုလ်ကြီး3ဦး၊တပ်ကြက်ကြီး4ဦး၊ရဲဘော်9ဦးနဲ့စီပယ်2ဦးစုစုပေါင်း20ဦးတေဆုံးခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ဘုံမူကြီး2ဦး၊ဒုဘုံမူကြီး2ဦး၊ဘုံမူ2ဦးတို့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးပောက်ကွဲမှုကြောင့်ဆက်သွယ်ရေးအဆောက်အဦတစ်ခုမီးလောင်ပျက်စီးသွားတယ်လို့သိရပါတယ်။နားနေဆောင်ကင်းတဲထဲမှာခြံရစ်ထားခဲ့တဲ့ လက်နက်နဲ့ကြီးတွေပါမီးလောင်ပောက်ကွဲမှုကြောင့်မီးလောင်သွားခဲ့ပြီးတော့ဂျန်နရေတာတစ်လုံးလည်းမီးလောင်ပြီးရန်ကုန်တိုင်းခမ်းမဆောင်အမိုးလည်းပျက်စီးသွားတယ်လို့သိရပါတယ်။ဒီသတင်းကိုအထူးလျော့ဝက်ခိုင်းတဲ့အပြင်ဂျန်နရေတာအပူလွန်ကဲပြီးတော့ပေါက်တာလို့တပ်တွဲသတင်းလွှင့်ထားပါတယ်။မိုင်းပောက်ကွဲတန်းကြားတာကိုလည်းပြည်သူတွေဘက်ကအတိအကျထားနိုင်ပါတယ်လို့ရန်ကုန်တိုင်းပကဖကတာဝန်ရှိသူတို့ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်စီကထိတ်တန်းစစ်ဗိုလ်ချုပ်တွေနဲ့တိုင်းမှုတွေကိုအပြောင်းလဲလုပ်လိုက်ပြီးတော့ကာဆာထတင်မှုဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးရခိုင်တိုင်းမှုဗိုလ်ချုပ်ထင်လတ်ဦးတနင်္သာရီတိုင်းမှုဗိုလ်မှူးချုပ်ကျော်စွာဦးတို့ကိုရာထူးတာဝန်တွေကနေဖယ်ရှားပြီးတော့အနာပေးလိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အလဲပိုင်းတိုင်းတိုင်းမှုဘဝကနေပြီးတော့ကာဆာထမှုတစ်ဖြစ်လာတဲ့သူဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦး DSC 38ကိုစံမာရေးအရာရာထူးတာဝန်ကနေအနာပေးလိုက်တယ်လို့သိရပါဗါးကာဆာထတင်မှုနေရာမှာပြည်ကန်တိုင်းတိုင်းမှု ဗိုလ်ချုပ်အောင်ခိုင်ဝင်း DSC 36ကိုဒုတိယဗိုလ်ချုပ်ကြီးယာရူးတိုးပေးပြီးတော့ခန့်အပ်လိုက်တယ်လို့သိရပါတယ်။ရခိုင်တပ်တော် AA ကိုဆစ်ရှုံးနေတယ်ရခိုင်တိုင်းမူဒုမဟုတ်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမူဗိုလ်ချုပ်ထင်လန့်ဦး DSC 35ကိုယာရူးတာဝန်ကနေပြီးတော့ဖေရှားအနာပေးလိုက်ပြီးရခိုင်တိုင်းမူအဖြစ်အမှတ်89တက်မှမူဗိုလ်မှူးချုပ်ကျော်ကျော်ဟန် DSC 41ကိုယာရူးတိုးပေးပြီးတော့ခန့်အပ်ပေးလိုက်တယ်လို့သိရပါတယ်။ ဘုံမူချုပ်ကြောကြောဟန်ဟာရခိုင်တိုင်းရင်းသားဖြစ်ပြီးတော့ရသေးတောင်ဇာတိဖြစ်ကအသက်အငယ်ဆုံးနဲ့တိုင်းမူဖြစ်လာတဲ့သူဖြစ်တယ်လို့လည်းသိရပါတယ်။တနင်္လာရီတိုင်းတိုင်းမူဒုံမဟုတ်ကန်ယိုရန်တိုင်းစစ်ဌာနချုပ်တိုင်းမူဘုံမူချုပ်ကြောစွာဦးအလုတ်တဲ့20နှစ်ကိုယာရုကနေဖယ်ရှားအနာပေးလိုက်ပြီးတော့ကန်ယိုရန်တိုင်းမူအစ်စ်အဖြစ်နဲ့အရှိတောင်တိုင်းစစ်ဌာနချုပ်တိုင်းမူဘုံမူချုပ်စိုးမင်း DSA 39ကိုပြောင်းရွှေ့ပြီးတော့ခန့်အပ်လိုက်တယ်လို့သိရပါတယ်။စေဦးစီးတက်ကတော်ကကြောက်အုပ်ကြီး ဘုံမူးချုပ်ကျော်လင်းမောင် DSC 40ကိုရှေးတောင်တိုင်းစစ်ဌာနချုပ်တိုင်းမှုအဖြစ်နဲ့ပြောင်းရွှေ့ခန့်အပ်လိုက်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းရွာငံမြို့နယ်အတွင်းမှာရှိတဲ့စစ်စည်းကုန်းကျေးရွာတောင်ပတ်ချမ်းကရဲတအုပ်နဲ့ပြူစောတိတို့ကိုဂျိုးယူတော်လိုက်တဲ့ဖွဲ့ရွာငံ PDF JPRF ကပြစ်ခတ်ရှင်းလင်းခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ပြစ်ခတ်ခံရတဲ့ရဲနဲ့ပြူစောတိတို့ဟာကားနဲ့လာမယ်ဆိုတာကိုသတင်းရတဲ့အတွက်ကြိုတင်ဆောင်ဆိုင်ပြီးတော့မတ်လ22ရက်နေ့ မနက်၈နာရီခွဲအချိန်မှာပြစ်ခတ်ရှင်းလင်းခဲ့တာဖြစ်တယ်လို့သိရပါဗျ။ကျွန်တော်တို့ PDF တွေရှိတဲ့နေရာကိုသတင်းကြားထားလို့သူတို့ကရှင်းဖို့လာတာကိုသတင်းရထားတယ်။အားလုံးပေါင်း၁၀ယောက်ထွက်လာတယ်လို့သတင်းရထားတယ်။၂ယောက်ပဲပါလာတယ်။၈ယောက်ကိုတော့ကင်းမုံချထားတဲ့သဘောပဲ။ပါလာတဲ့၂ယောက်ကိုပြစ်ခတ်လိုက်တာပွဲချင်းပြီးတေသွားတယ်လို့ JBRF ကတာဝန်ရှိသူ KP ကပြောပြခဲ့ပါဗျ။ပြစ်ခတ်ခံရတဲ့ရဲတပ်ဖွဲ့ဝင်ဟာမြင်းကြဒိုးရဲစခန်းကတပွင့်နဲ့ဖြစ်ပြီးတော့ AK တနက်ကင်ထားကပြူစောတိကတော့ကာပိုင်တနက်ကင်ထားတယ်လို့ JPIF အဖွဲ့ကပြောပါတယ်။ကားပေါ်မှာပါလာတဲ့ AK47 တလက်ကာပိုင်တလက်လက်ပြဘုံတလုံးနဲ့တခြားပစ္စည်းတွေကိုတင်းစီရရှိခဲ့တယ်လို့ JPIF အဖွဲ့ကထုတ်ပြန်ထားပါတယ်။ပြစ်ခတ်ပြီးတော့မင်းနဲ့ပိုင်အတွင်းမှာကင်းဘုံချထားတဲ့စစ်ကောင်စီတပ်သားတွေရောက်လာတဲ့အတွက်အချိန်အနည်းငယ်အပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ JPIF တပ်ဖွဲ့ကတာဝန်ရှိသူ KP ကပြောပါတယ်။အဲဒီနောက်မှာတော့စစ်ကောင်စီဘက်ကအင်အားတွေဖြည့်တင်းလာနိုင်တဲ့အခြေအနေဖြစ်တဲ့အတွက် JPF ရဲဘော်တွေဟာပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ ရွမ်ငန် PDF ဂျိုးဖြူတော်လိုင်းတက်ဖွဲ့ JBRF အဖွဲ့ဖွဲ့စည်းတာဟာမတ်လ9ရက်နေ့ကနှစ်နှစ်ပြည့်ပြီဖြစ်ပြီးတော့ JBRF အနေနဲ့ကရင်ပြည်ဘက်မှာမဟာမိတ်တပ်တွေနဲ့အတူစစ်ကောင်စီကိုတော်လှန်ရုံမျှမကရှမ်းတောင်ရွာငံဒေသတွေမှာလည်းမိမိတို့တပ်နိုင်တဲ့မစ်ရှင်တွေကိုပြန်လည်လှုပ်ဆောင်နေပြီဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်ပင်လောင်မြို့နယ်အင်းလေးဒေသနမ်တုတ်ကြီးရွာကိုအကြမ်းဖက်စစ်ကောင်စီက လေချောင်းနဲ့ဘုံကျဲတိုက်ခိုက်ရာနေအိမ်၅လုံးနဲ့ကြေးလက်ဆေးပေကံပြက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မက်လာ22ရက်နေ့ည17:52မိနစ်မှာတကြိမ်17:58 17မိနစ်မှာတကြိမ်အကြံဘတ်စစ်ကောင်စီကပင်လောင်းမြို့နယ်အင်းလေးဒေသမှာရှိတဲ့နမ်တုတ်ကျေးရွာကိုအကြံဘတ်စစ်ကောင်စီကလေချောင်းနဲ့ဘုံကျဲခဲ့ရာနေအိမ်၅လုံးနဲ့ကျေးလက်စေးပေကံထိခိုက်ပျက်စီးသွားတယ်လို့သိရပါဗျ ိုက်ပွဲမဖြစ်ဘဲနဲ့အเจ้าမဲ့တတ်တက်ကိုဘုံလာကျဲတာပါလူတွေတော့ထိခိုက်မှုမရှိဘူးစစ်တပ်ကလက်နက်ကြီးနဲ့မကြာခဏပစ်နေလို့လူတွေကရှောင်နေကြရတာလေရင်နဲ့ဘုံကျဲတာတော့ဒါပထမအဦးဆုံးအကျိမ့်ပဲလို့ဒေသခံပြည်သူတို့ကသတင်းပေးဖို့ပြောဆိုလာပါတယ်အเจ้าမဲ့စစ်ကောင်စီတပ်ကဘုံကျဲတိုက်ခိုက်ခဲ့တဲ့နမ်တုတ်ကျေးရွာဟာအင်းလေးဒေသနဲ့ဖဲခုံမြို့နယ်အဆက်ဘလူးချောင်းအရှိတ်ဘက်မှာတည်ရှိပြီးတော့ပင်လောင်းမြို့နယ်အတွင်းမှာပါဝင်တော်လဲအင်းလူမျိုးအများစုနေထိုင်တဲ့ကျေးရွာတွေအဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့ဒဂုံမြို့တဲ့မြောက်ပိုင်းမှာရှိတဲ့ပင်လုံခန်းမှာရှိမှာကိုရီးယားရေချင်းစစ်စာမွေးပွဲအတွက်ဖောင်သွင်းမှုအတွက်ဆောင်ဆိုင်နေတဲ့လူငယ်တွေကိုအကြမ်းဖက်စစ်ကောင်စီတပ်သားတွေကစစ်ကားတွေနဲ့ရောက်ရှိလာပြီးတော့ချိန်မောင်ဆဲဆိုပြီးလူငယ်အယောက်60ဝန်းကျင်ကိုဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ23ရက်နေ့မနက်6နာရီအချိန်ကပင်လုံခန်းမှာရှိမှာဆောင်ဆိုင်နေတဲ့လူငယ်တွေကိုနိုင်ငံခြားသွားကျင်ကြလားဆိုပြီးတော့ရေရွတ်ဆဲဆိုကလိုက်လံဖမ်းဆီးနေခြင်းဖြစ်တယ်လို့ရက်ကွက်နေပြည်သူတွေကသတင်းပေးပို့လာပါတယ်။ ကလေးတွေကအလို့အတွက်အစောကြီးတန်းစီနေတဲ့အချိန်မှာစစ်ကားတွေနဲ့ရောက်လာပြီးတော့ဆွဲသွားတာပါကိုရီးယားအတွက်ဖောင်ဖြစ်ဖို့တန်းစီဆောင်ဆိုင်နေကြတာကိုဝင်ဖမ်းသွားတာလို့ရက်ကွက်နေပြည်သူတို့ကသတင်းပေးဖို့ပြောဆိုလာပါတယ်ဖမ်းဆီးခံရတဲ့လူငယ်တွေကိုဘယ်နေရာကိုဖမ်းဆီးသွားလဲဆိုတာတော့မသိရှိရဘူးလို့ရက်ကွက်နေပြည်သူတွေကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာနိုင်ငံအတွင်းမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ